အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေជួបပါတယ် Champions Day တက်တဲ့အားလုံးမင်္ဂလာပါဒါ Manchester City ကတော့ဒါ International Break ပြီးမှပိုကောင်းတဲ့အသင်းနဲ့ပိုပြီးတော့စောင့်ကြည့်စရာကောင်းတဲ့အသင်းဖြစ်လာပြီ ။ဘာကြောင့်အဲ့လိုပြောလဲဆိုတော့ Mancity လူတွေအကုန်ပြန်ကောင်းပြီဗျာ။ကျွန်တော်တို့ကအခု Pep Guardiola နဲ့ Mancity ကိုကျွန်တော်တို့အမြဲတမ်း respect ပေးတယ်။ Manchester City လုံနိုင်တဲ့အခြေအနေ Mancity ကိုတော့ကျွန်တော်တို့အဲ့လိုမထင်ဘူး။ Guardiola ကြောင့် Mancity အချိန်မီးပြန်လာလိမ့်မယ်ဆိုတဲ့အချက်။ Barcelona ကအခု Barcelona ဖြစ်တဲ့ Manchester City နဲ့နီးပြ Pep Guardiola ကအခုလက်ရှိမှာ International break အပြီးလာမဲ့၃ပွဲကသူ့အတွက်နည်းနည်းခက်တယ်ဗျာ။ evidence ကိုအိမ်ကွင်းကန်ရမယ်ကန်ကောင်းကျင်တော့ jet greedish အိုက်ပွဲကိုဒါအငှားကစားတဲ့အတွက်ကြောင့်သူမပါတဲ့အချိန်မှာ Villarreal နဲ့ Champion League အဝေးကွင်းကန်မယ် Aston Villa ကိုဒီ Premier League အဝေးကွင်းဆိုတော့ Aston Villa နဲ့ကန်မယ်ပွဲကပုံမှန်အဖြစ်က Man City မခတ်တော့ပြင်မယ်အခုက Villa Champion ကောင်းလာတဲ့အတွက်ကြောင့် evidence ပွဲလည်းအနေငယ်ခက်ခဲမယ် Villarreal အဝေးလည်း tight game ဖြစ်မယ်ပြီးတော့အခု Champion League ရှိမယ်ပြီးရင်ဘုံပေါက် Borussia Dortmund Liverpool Newcastle သူတို့ဇက်တိုက်ပြီးဘိုင်ယန်လီဗာကူဆင်ဇက်တိုက်ကမ်းပြီဘိုင်ယန်လီဗာကူဆင်ရဲ့ညူကာဆယ်ရဲ့မန်စီလီဗာပူးရဲ့ဒေါ်မန်ရဲ့အဲ့လိုဇက်တိုက်ကမ်းတဲ့အချိန်မှာမန်ချက်စတာစီးတီးအသင်းကိုကျွန်တော်တို့ကဂွာဒီယိုလာကိုအမြဲတမ်းစောင့်ကြည့်ရမယ်အဲ့ဒီနေရာမှာမန်ချက်စတာစီးတီးအတွက်တည်ငောင်းကဒီ international break အပြီးမှာ Manchester City ရဲ့ကစားမ9ရောက်တိတိပြန်လာပြီလာတာတော့တယောက်ကတေချာပေါက်လာပြီဒါအဲ့ဒါကဒီဘယ်လိုပြောမလဲဆိုတော့ဒါ Ryan Chucky Ryan Chucky ကအစိုးရတဲ့က injury ဖြစ်တဲ့အနေသူဒဏ်ရာရသွားတယ်ဒါပေမဲ့ तू ကဟိုတနေ့ကနောက်ဆုံးကစားတဲ့ Premier League ပွဲစဉ်အိမ်ကွင်းအဲ့ပွဲစဉ်မှာ तू ပါတယ်အရင်မှာ तू ရှိခဲ့တယ်တော့အခုလောလောဆယ်မှာ Manchester City က Bradford ရဲ့ဘက်မှာသူအရင်မှာရှိတဲ့ချိန်မှာအခု Man City ရဲ့ International Break ပြီးမှနောက်ခံလူခူဆာတော့ပြန်ကောင်းမယ် Ryan Chucky ကပြန်ကောင်းပြီးသားဖြစ်တယ် ဟိုတနေ့က injury ကြောင့်လူစားလဲလဲရတဲ့ Rodri ပြန်ကောင်းလာမယ်ပြီးတော့မှဘယ်နောက်ခံစားမှ Ryan Agnori ကောင်းပြီးတော့ Tyson က Omar Mamush ပြန်ကောင်းမယ်ဟာလန်ကတော့အခုလက်ရှိမှာ on fire ပဲကိုယ်တွေဒိုင်းဒိုင်းဒိုင်းနဲ့ဇက်တိုက်ကိုးသွင်းနေတယ်အခုနောက်ဆုံးကစားတဲ့အခုကစားခဲ့တဲ့ပွဲမှာ hat trick ရပြီးတော့အခု international break မှာဟာလန်ကိုနီးပြအနာပေးလိုက်ပြီသူတို့ချေစားပွဲကမှာပြောကြဟာလန်ကိုမခေါ်တော့တဲ့အချိန်မှာဟာလန်ကအခုကလပ်ကိုပြန်သွားတဲ့အချိန်မှာ Manchester City အသင်းတို့ကတရင်ကောင်းပဲ ရှင်းရှင်းလေးအခု Nico O'Reilly ကတော်တော်လေးအလုပ်ဖြစ်နေတယ်ဗျာအဲ့နေရာမှာ Ryan Agnori ပြန်လာပြီ Ryan Agnori ပြန်လာပြီဆိုတော့ Ryan Agnori ကကောင်းနေဗျာတကယ်ကောင်းနေကစားမှာအဲ့ဒါကိုမှနံပါတ်10ရိုးမှာအခုသူတို့ဟိုပြောင်းတော့တုံးနေချိန်မှာတေးကြတယ်ဗျာ Ryan Chucky ပြန်ပါပြီ Oscar Bo နေရာမှာတုံးလို့ရတယ်အလဲမှာတုံးလို့ရတယ် ရူဒရီကတော့သူ့ရဲ့ fully fit ဖြစ်တဲ့အချိန်တွေကိုစောင့်နေရင်းနဲ့ဖြည်းဖြည်းချင်းသူယုံကြည်မှုနဲ့ပြန်ကောင်းလာမှာသူကဟိုတနေ့ကတော့တကောက်ကျိုးတန်ရပါလေဒုတိယပြန်ရတာမဟုတ်တဲ့တကောက်ကျိုးတန်ရဖြစ်တဲ့ကြောင့်ဒီနှစ်ပတ်နားရတယ်ဆိုတဲ့ကြောင့်ရူဒရီကနှစ်ပတ်ပဲနားမှာအခုဆိုရင်သူလည်းပြန်လာပါဆိုတော့ကိုဗစ်ချစ်ကအစိုးရနဲ့ပြန်လာပြီဗျာကိုဗစ်ချစ်လေ့ကျင့်ခန်းဆင်နေပြီအဲ့အချိန်မှာကိုဗစ်ချစ်ရဲ့ရူဒရီပြီးတော့မှခူဆာနိုကဒီအာဆနယ်ကစားခဲ့တဲ့ပွဲမှာရရှိတဲ့ဒဏ်ရာကြောင့်သူပြန်လာပြီး Ryan Cherky ကပြန်လာပြီးသားဖြစ်ပြီးအဲ့မှာ Ryan Agnori နဲ့ Omar Mahmoud Omar Mahmoud ကလည်း EJ ရဲ့ပြီးခဲ့တဲ့ International Break World Cup မှာဒဏ်ရသွားတာဆိုတော့ EJ က World Cup qualify အောင်သွားပြီဆိုတော့ Mahmoud ကလည်းပြန်လာပြီဆိုတော့ Mahmoud လည်းပြန်လာပြီတိုက်စစ်က Mahmoud Ryan Chucky ကွင်းလယ်ကဘယ်လိုပြောမလဲဒီ Rodri နဲ့ဒါ Kovacic ရဲ့ပြီးတော့မှ Tyce ပြီးခန်စစ်က Agnori နဲ့ Cusano ပါပါစီးရအကုန်ကုန်ပြီ ဒဏ်ရာရတဲ့ကောင်တွေလည်းမရှိတော့အာဆန်နိုမန်စီးကလုံးဝ strong ဖြစ်သွားကျွန်တော်ထင်တော့ဖက်ကွာဒီယိုလာအသင်းကိုကျွန်တော် short တွက်လို့မရအောင်ကျွန်တော်ကတော့ Guardiola ရဲ့အသင်းကလီဗာပူးရဲ့အခုတည်ငြိမ်မှုနဲ့ Manchester City နဲ့ရှင်လီဗာပူးကပိုကောင်းတယ်လို့ပြောရတယ်နော်မှ Man City ကမှနည်းနည်းလေးခံစစ်လေးနည်းနည်းလေး strong ဖြစ်တယ်လီဗာပူးကအရင်ကြီးကိုပြေးနေတာဒါအခု Manchester City ကအခု Everton ကမဲ့ပြီးရင် Champion League အဝေးကွင်း Villarreal ကမဲ့အဲ့ဒါပြီးတာနဲ့ Aston Villa အဝေးကွင်းကမဲ့ဒါပေမဲ့အိုက်ပွဲတွေအတွက် ရိုဒရီကနေစပြီးတော့အဓိကကစားသမားတွေအားလုံးမန်စီးတီးအသင်းတွက်ပြန်ကစားပေးနိုင်တော့မှာပါအားလုံးကျေးဇူးတင်ပါတယ်